ဟယ်လိုချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရဲ့ Big Boss Relation Channel ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရက်2025ခုနှစ်ဇွန်လ17ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတိုင်းမကြည့်ကြမှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီနေ့ညမှာလည်းလိုရီတူရှင်သတင်းကောင်းတွေအများကြီးကျွန်တော်ဖတ်ပြပေးပါမယ် ပထမဦးဆုံးသတင်းတပုတ်ကတော့စကိုင်းတိုင်းပလဲမြို့နယ်ကစစ်ကောင်စီတပ်အခိုင်အမာတပ်ဆွဲထားတဲ့ကန်တောင့်ကြေးရွာကရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတိုက်ပွဲလဲဆက်ဖြစ်နေတယ်လို့ပြည်သူ့လူမျိုးရေးတပ်မတော် PL ကပြောရေးဆိုခွင့်ရှိသူကပြောထားတယ်လို့ဆိုပါရနော်ချင်းပြည်နယ်တွန်းဆံမြို့နယ်တွင်းရှိစစ်ကောင်စီလက်အောက်ကဇိုမီတက် ZRAE တက်စကန်တစ်ခုကိုချင်းဒေသကာကွယ်တပ် CDF တွန်းဆံပူပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ZRAE တပ်ဖက်ကတေဆုံးတိုက်ခိုက်မှုရှိခဲ့ပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့တယ်လို့ ချင်းတရင်းမြက်ကပြောတယ်လို့တင်ရရှိပါတယ်နော်။မွာကွေရွာနီစစ်ကောင်စီစခန်းကိုစီတက်တွန်းဆက်ပေါင်းတပ်ဖွဲ့ကတောက်တိုက်ခဲ့ရဇာအေးတပ်ဖွဲ့ဝင်နှစ်ဦးအလောင်းကိုရရှိခဲ့တယ်လို့လည်းသိရှိရပါတယ်တဲ့။အဲ့ဒီမှာတနက်လေးလက် drone စံကယ်များနဲ့ကားတစီမီးဆက်ခဲယက်ကြီးများလည်းရရှိခဲ့ကြောင်းတင်ရင်းမြက်ကပြောပါတယ်။ကဲတင်ကောင်းပါနော်။နောက်ထပ်တင်တဲ့ဘုတ်ကလည်းဘကိုးတိုင်းပောက်ခေါင်းမြို့နယ်အတွင်းရှိကြေးရွာများကိုမီးရှို့ဖျက်ဆီးပြန်ပြန်လာတဲ့ မီးရှို့ဖြစ်စီပြီးတော့ပြန်လာတဲ့စစ်ကောင်စီတက်စစ်ကြောင်းကိုတရားပြတ်တိုက်ခိုက်ခဲ့ရာတနက်၈လနေ့ခရဲများရရှိခဲ့ကြောင်း PKI တရင်3631တက်မှပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကသတင်းပို့ပို့ထားလို့သိရပါတယ်ခင်ဗျာအဲ့ဒါတဲ့ဘုတ်ကလည်းရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်105မိုင်တွင်မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဘက်ကတရားဝင်အကောက်အခွန်ကောက်ခံသည်မီဟုအတိပေးကြေညာထားကြောင်းမူဆယ်ခြေဆိုင်နေဆက်ကုန်တဲ့တချို့ကသတင်းပေးပို့ထားလို့သတင်းရရှိပါတယ်။အဲ့တော့ဒီမြောက်ပိုင်းနေဒီနေရာမှာ အခွန်ကောက်ဖို့ပေါ့နော်မြောက်ပိုင်း၃ဘက်ကစီစဉ်နေလို့နေရရှိပါနော်အဲ့တော့စာသွားလာရတာတရုတ်နဲ့ဆက်ကဆဘက်ကကျင်စန်းကြော်ဂိတ်ကိုညီနောင်၃ဘက်ကိုပေးလိုက်တဲ့သဘောလိုယူဆရပါတယ်ဆက်ကဆဂိတ်တွေလည်းရှိမဲ့သဘောပဲကိုကင်းနဲ့ကိုအခွန်ကြောက်ကောက်ကြမယ်လို့ထင်ပါတယ်မူဆေ၁၅မိုင်ကုံတွေရေးစုံကမြောက်ပိုင်းမဟာမိတ်ဖွဲ့ကတင်ထားတာမြို့မူဆေမြို့မှာနေဆက်ကုံတွေတူကပြောထားပါတယ်နော် နောက်ထပ်သတင်းပုဒ်ကလည်းကရင်အမျိုးသားစီယုံ KNU တပ်မဟာလေးနယ်မြေမြန်မာထိုင်းနယ်ဆက်ရှိဘော်ဒီခေါ်အမိုးနယ်ဆက်စစ်ကောင်စီတပ်စခန်းကိုဇွန်လ10ရက်နေ့ကတိမ့်ပိုက်ခဲ့ရာစစ်သားများစုမှလက်နက်များယူပြီးထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားကြောင်း KNU တပ်မဟာလေးနယ်တော်လန်ရေးတရင်ရေးမြစ်ချုပ်ကသတင်းပို့ထားတယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။ ဒါနောက်ထပ်သတင်းပုဒ်ကတော့ကရင်ပြည်နယ်မြောက်ရီမြို့ခလာရ205တိုင်မှာချမ်ဖက်စစ်ကောင်စီတပ်သား2ဦးစစ်မှုထမ်းတပ်သား1ဦးစုစုပေါင်းစစ်သား3ဦးကလင်းဝဲရောက်လာကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာ37လုံခြုံရေးတပ်ခွဲမှတာဝန်ရှိသူတို့ကသတင်းပေးပို့ထားပါတယ်ခင်ဗျာဒီခိုင်ပြည်စစ်တွေမျိုးနဲ့ကန်းကော်ကျွန်းကြီးရွာတွင်အခြေစားတဆွေသားသောစစ်ကောင်စီစစ်စခန်းကိုအာရခတပ်တော်အေကမေလနောက်ဆုံးပတ်တွင်မှဝင်ရောက်စီးနှက်ခဲ့ခဲ့ကြောင်းစစ်တွေသတင်းမျိုးကပြောပါတယ်အဲ့တော့စစ်ကောင်စီတပ်သားအလင်းကိုက်ဖြစ်နေခြင်းနဲ့ညရင်းချင်းအေကစီးနှက်ခဲ့ခဲ့ကြောင်း နှစ်တန်ချက်ကစစ်ကားနှစ်စီးကိုလည်းမိရှုဖြစ်စီကြောင်စစ်သူတရင်မြေကပြောထားပါတယ်နော်အဲတော့အာခတ်တော်အေရမှာရှိတဲ့စကန်ဝင်စီးတဲ့အပြင်စစ်ကားပေါ့နော်စစ်ကားနှစ်စီးကိုလည်းမိရှုဖြစ်စီထိုင်တဲ့အနေအထားဖြစ်ပါတယ်နော်ကဲနောက်တဲ့တဲ့ဘုတ်ကလည်းမကွေးတိုင်းပေါ့မြူနယ်ကပါစာ24မှာဒုတိယချက်တူကတရက်နှစ်လက်ဘုံတလုံးခဲများစွာနဲ့အလင်းဝင်လာကြောင်းပြည်သူကကွေးတက်မှာတော့ပခုတ်ပခုတ်ကံအမှန်ငါတိုင်ရင်မှာတောင်းရှိသူတူကပြောတယ်လို့သတင်းရရှိပါတယ် ဲဒါတွေကတော့လူကြီးတူရှင်သတင်းတွေဖက်ပြပြီးသွားဖက်ပါနော်နောက်တစ်ကျွန်တော်ကြည့်ရမှာကတော့ဒီကျွန်တော်တို့မြန်မာပြည်အတွက်အခုအခုချိန်မှာဆိုအလွန်ပဲအရေးကြီးလာတဲ့မိုးလေကိုသတင်းကိုကျွန်တော်နားထောင်ကြည့်လိုက်အောင်နော်အဲ့တော့ဒီညမှာဘလို့ဘလို့တွေဖြစ်မလဲမနေ့ပြန်အတွက်ဘလို့မျိုးတွေခံမှန်းထားလဲဆိုတော့ချက်နားထောင်ကြည့်အောင်နော်ဟွန်းစနေနေ့ရောက်တဲ့အခါမှာမုတ်တုံလေဟာဆိုရင် တနားကြီးမိုင်၄၀နဲ့မြန်မာပြည်ကို ဖြတ်ပြီးတော့ဝင်တဲ့အနေထားမှာတွေ့ရပြီးတော့ဖြစ်ပေါ်လာတဲ့မုန်တိုင်းဟာဗီယက်နမ်ကမ်းခြေကိုကတ်သွားတာကျွန်တော်တို့ကြည့်ရှိရမှာဖြစ်ပါတယ် 73ရက်နေ့ရောက်တဲ့အခါမှာဆိုရင်မုတ်တုံလေဟာတနာယူမိုင်40 45ဒီအားကောင်းကောင်းနဲ့မြန်မာပြည်အောက်ဖက်ချမ်းကိုဖြတ်သန်းတက်ခတ်တယ်လို့ပဲမြန်မာပြည်အလဲပိုင်းကိုဆက်လက်ဝင်ရောက်နေချိန်မှာဆိုရင်ဟိုင်နာနဲ့ဗီယက်နမ်ကြားမှာရှိတဲ့ပင်လယ်ထဲမှာမုန်တိုင်းစတင်အင်အားကောင်းလာတာကျွန်တော်တို့ခတ်မှန်းတွက်ချက်လို့ရရှိပါတယ်။74ရက်နေ့ရောက်တဲ့အခါမှာလည်းမုတ်တုံအားဟာအလော့အလော့အားကောင်းလာပြီးတော့တနာယူမိုင် 45အထိတိုက်ခတ်ပြီးတော့ AR တိုင်းရခိုင်ပြည်နယ်ကနေပြီးတော့မြန်မာပြည်အထက်ပိုင်းကိုရေငွေတွေဆဲဆောင်သွားမှဖြစ်ပြီးတော့မြန်မာပြည်အောက်ပိုင်းကိုလည်းအရှိန်ပြင်းပြင်းနဲ့ရေငွေတွေဆဲဆောင်မှဖြစ်ပါတယ်။မုတ်တုံလေးနဲ့တွားရောက်ပေါင်းဆက်နေတဲ့မုံတိုင်းဟာဆိုရင်14ရက်နေ့မှာဆိုလို့ရှိရင်ဟိုင်နန်ကျွန်းကိုတဝက်ကြော်ကြော်အားနဲ့အင်းနဲ့ဝင်ရောက်ပြီးတော့တိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ဟိုင်နန်ကျွန်းမှာရှိတဲ့အာနာပိုင်တွေရဲ့ ဒီပေးထုတ်ပြန်ချက်တွေလည်းကျွန်တော်တို့ဖတ်ရပါတယ်15ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်မှာတိုက်ခတ်နေတဲ့မုတ်တုံတွေဟာအလုံးအလုံးအားကောင်းလာပြီးတော့တနာယီမိုင်90ဝန်းကျင်နှုံနီးပါအထိချုပ်နေရာတွေမှာတိုက်ခတ်မှုတွေပြစ်ပေါ်နိုင်တယ်လို့ပဲရခိုင်ကမ်းရိုးတန်းကိုပတ်ပြီးတော့ဝင်သွားတဲ့နေရာနားမှာဒီဇိုင်းဝဲတစ်ခုဖြစ်နေခြင်းဟာမြမပီအတွက်သီးထန်စွာမိုးရွာသွန်းဖို့အတွက်ရေငွေ့စုတဲ့နေသားဖြစ်ပါတယ်ထို့အတူ ောက်ဖက်မှာလည်းအလုံးပြင်းထန်တဲ့လေစီးကြောင်းတွေဖြတ်တန်းနေနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းတွေ့ရှိရပါတယ်။သောသောကကျွန်တော်တို့ဟိုင်နန်ကျွန်းကိုတိုက်ခတ်နေတဲ့မုန်တိုင်းဟာအရှေ့မြောက်ဘက်ကိုဆက်လက်ဥတည်သွားရင်းနဲ့တရုတ်ကမ်းခြေရောက်တဲ့အခါမှာတော့အရှေ့စရော့သွားပြီးတော့တဖြည်းဖြည်းနဲ့နောက်တစ်နေ့မှာပြက်ပယ်သွားနိုင်တယ်လို့ကျွန်တော်တို့ယူဆရပါတယ်။မုတ်တုံလေစီးကြောင်းရဲ့ပင်လယ်တွန်းအားကြောင့်မလို့စနေရက်7ရက်နေ့လောက်မှာဆိုလို့ရှိရင်ပေ20လောက်ရှိတဲ့ရေလိုင်းဟာ မြမပင်လဲကန်ယိုရန်ကိုတွန်းတယ်ပေမဲ့လဲကန်ယိုရန်မှာတော့6ပေ7ပေအမြင့်ရှိလောက်တဲ့ဖလိုင်းများတာလာရောက်နိုင်တဲ့တော့ကြောင့်မလို့ကာလီကောင်းဝေပင်လဲလောက်သားများအထူးသတိထားဖို့လိုပါတယ်ကျွန်တော်တို့ပင်လဲပင်ကရေငွေ့နဲ့တိမ်နေထားကိုကြည့်တဲ့အခါမှာ7ရက်နေ့မနဲ့6နိုင်မှာမြမပြည်အောက်ပိုင်းမှာ တိမ်နေများလွှမ်းခြုံပြီးတော့နေ့လေတနာရီလောက်ရောက်တဲ့အခါမှာတော့ တိန်နှိမ့်နေဟာမြမပြီးအနှံ့အပြားကိုလွှမ်းခြုံပြီးတော့မြမပြီးမြောက်ဖက်မှာတိန်တောင်နေဖြစ်ပေါ်နိုင်တဲ့အနေအထားရှိပြီးတော့မိုးရိုးပစ်ခြင်းလျှက်စီးလက်ခြင်းများဖြစ်ပေါ်နိုင်ပြီးတော့ရုတ်တရက်မိုးရွာခြင်းတွေဖြစ်နိုင်ပါတယ်ကျွန်တော်တို့ဘယ်လိုမိုးရွာလဲဆက်လက်လေ့လာရအောင်ဒီကနေ့၁၇ရက်နေ့မုတ်တုံလေစီးကြောင်းတယ်လာမှုနဲ့မိုးရွာနိုင်တဲ့ဒေသတွေကိုကျွန်တော်တို့ခါမန်းတွက်ချက်ကြည့်တဲ့အခါမှာမန္တလေးတိုင်းစကိုင်းတိုင်းရခိုင်ရိုးမှာ ၊ ARD တိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်းရှိကြ၊ကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်၊မွန်ပြည်နယ်၊တနင်္သာရီတိုင်းတို့မှာနေရာကွက်ကြားနေရာကျဲကျဲစတင်ပြီးတော့မိုးရွာတွန်းနိုင်တဲ့နေသားရှိပါတယ်။အထူးသဖြင့်မန္တလေး၊မုံရွာ၊မြင်းညာကြားမှာဆိုလို့ရှိရင် ကျွန်တော်တို့24နာရီအတွင်းမှာမိုးရည်ကြီးနှစ်လမဝန်းကျင်ရွာတွန်းနိုင်ပါတယ်။ထို့အတူ ARD တိုင်းကပသိမ်း၊လက်ပတ်တာ အောက်ဖက်တစ်ခုလုံးမှာလည်းမိုးရေချိန်နှစ်လက်မဝန်းကျင်ရရှိနိုင်တဲ့အနေအားရှိပါတယ်။မြေပြနဲ့ရှမ်းပြည်ဆက်ဆက်တဲ့တောင်တန်းတွေပေါ်မှာတော့မိုးရေချိန်၁သန်းမ၄လက်မကျော်ကျော်လောက်ဒီနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအားကိုကျွန်တော်တို့ခမတွေ့ရှိရပါတယ်။တို့တူချင်းပိုင်းမှာလည်းမိုးကြီးသလိုမဲဆောက်နှမ်းမှာလည်းမိုးကြီးနိုင်တဲ့အနေအားကျွန်တော်တို့ခမတွေ့ရှိရပါတယ်။ စနေနေ့ရောက်တဲ့အခါမှာပုံမူအားကောင်းလာတဲ့မုတ်တုံလေးကြီးចောင်းကြောက်မလို့မြမပြီးအောက်ပိုင်းကတနင်္သာရီတိုင်းမှာအကြီးအကျယ်မိုးရွာသွန်းမှုတွေစတင်ဖြစ်ပေါ်နိုင်ပါတယ်အဲ့ဒီဒေတာတွေကတော့ဒေဝယ်နဲ့ဘိတ်ကြားမှာရှိတဲ့ဒေတာကြီးတစ်ခုလုံးဟာဆိုလို့ရှိရင်24လအတွင်းမှာမိုးရရင်6လမကျော်10လမလောက်ထိရနိုင်တဲ့အနေအထားဟာအင်မတန်မှအန္တရာယ်များပါတယ်တောင်ပေါ်နဲ့တောင်ဆောင်တောင်ကြီးပါနေထိုင်သူတွေ ခရီးသွားသူတွေကြိုတင်ပြင်ဆင်နိုင်အောင်အပြည့်ပေးကြပါခင်ဗျာ မုတ်တုံတွေက ပို့လိုက်တဲ့မြန်မာပြည်အလဲပိုင်းလမ်းကြောင်းမှာဆိုလို့ရှိရင်တော့မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းရခိုင်ပြည်နယ်ဧရာဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အနောက်ချမ်းကချင်ပြည်နယ်အထက်ပိုင်းတို့မှာစတင်ပြီးတော့နေရာစိတ်စိတ်မိုးရွာနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခမ်းမှတွေ့ရှိရပါတယ်73ရက်နေ့ရောက်တဲ့အခါမှာတော့ မြန်မာပြည်အောက်ဖက်ကအေယာဝတီတိုင်းမွန်ပြည်နယ်ကမုတုံကနေပြီးတော့ဘိတ်အထီကို မိုးရွာသွန်းမှုအကြီးအကျယ်ဖြစ်နိုင်တဲ့အနေအထားရှိလို့မလို့ကြိုတင်ပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်ကယားပြည်နယ်မွန်ပြည်နယ်တို့မှာလည်းနေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ပဲချင်းတောင်တန်းနဲ့ကချင်ပြည်နယ်မှာလည်းမုန်တိုင်းကပို့တဲ့ပြင်ွှေ့ကြောင့်မလို့ နေရာပွက်ပြီးတော့မုန်းကြီးနိုင်တဲ့နေထားရှိပါတယ်။တလေးရက်နေ့စနေနေ့ရောက်တဲ့အခါမှာလည်းရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းကရင်ပြည်နယ်မုံပြည်နယ်တနင်္လာရီတိုင်းတို့မှာနေရာပွက်ပြီးတော့အကြီးအကျယ်မိုးရွာသွန်းမှုဖြစ်နိုင်ပါတယ်။မိုးရွာချိန်6လမကျော်အထိရွာသွန်းနိုင်ပါတယ်။တို့တူအဝါရောင်ဒေသတွေဖြစ်တဲ့အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ပဲခူးတိုင်းနောက်ချမ်းမန္တလေးတိုင်းရှမ်းပြည်နယ် ရခိုင်ပြည်နယ်ချင်းပြည်နယ်တို့မှာလည်းနေရာကွက်ကြားမိုးရွာသွန်းပြီးတော့သခိုင်းတိုင်းထက်ပိုင်းနဲ့အချင်းပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်မှာဖြစ်ပါတယ်။တန်ငားရင်းနေ့ရောက်တဲ့အခါမှာတော့တောစောကအကြီးအကျယ်ရွာသွန်းနေတဲ့ကရင်ပြည်နယ်မွန်ပြည်နယ်တရင်းသာရီတိုင်းတို့တွေမကပဲနဲ့ရခိုင်ပြည်နယ်အေရဝတီတိုင်းအနောက်ချမ်းမကွေးတိုင်းအောက်ပိုင်းတို့မှာလည်းနေရာကွက်ပြီးတော့မိုးများစွာ ဇွာနိုင်တဲ့အနေအထားတွေ့ရပြီးတော့အထက်မှာပြီးတစ်ခုလုံးကသခိုင်းတိုင်းအထက်ပိုင်းမန္တလေးတိုင်းအထက်ပိုင်းရှင်းပြည်နယ်ကချင်ပြည်နယ်ရှမ်းပြည်နယ်တို့မှာလည်းနေရာ ကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ခင်ဗျာပင်လယ်ပြင်ကမုတ်တုံလေတွန်းပို့မှုကြောင့်မလို့ကျွန်တော်တို့၁၇ရက်နေ့ကနေပြီးတော့၁၅ရက်အတွင်းရရှိနိုင်တဲ့မိုးရေကြိမ်များကိုကမန်းတွက်ရှက်ကြည့်တဲ့အခါမှာကချင်ပြည်နယ်နဲ့သခိုင်းတိုင်းအထက်ပိုင်းမှာမိုးရေကြိမ်၆လက်မှမန္တလေးတိုင်းသခိုင်းတိုင်းချင်းပြည်နယ် ရခိုင်ပြည်နယ် AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်ရှမ်းပြည်နယ်အဝါပြတဲ့နေရာတွေမှာမိုးရရင်6လမှနေပါရွာသုံးနိုင်တဲ့အနေအထားရှိသလိုပဲကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းဘေးအထိမိုးရရင်15လမှအထိရရှိနိုင်တဲ့အနေအထားဟာဆိုရင်တဘာဝဘေးအန္တရာယ်စတင်တုံတွေးရပြီလို့သတ်မှတ်နိုင်ပါတယ်အဲ့ဒီအရာမှာဆိုရင် ရခိုင်ပြည်အောက်ဖက်ချမ်းနယ် AOD တိုင်း Office Channel ဟာတဘာဝ VR နဲ့ဖြစ်တဲ့မူကြီးတန်ကိုခံစားနိုင်ရတဲ့အခြေအနေရှိပါတယ်။လင်းမြန်စွာပြောင်းလဲနေတဲ့မုတ်တုံလီစီးကြောင်းနေမလို့ကျွန်တော်တို့နောက်ရက်တွေမှာပြောင်းလဲမှုရှိခဲ့လို့ရှိရင်အရေးကြီးလို့ရှိရင်ကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်။တဘာဝ VR နဲ့ကိုကြိုတင် ကာကွယ်တားဆီးနိုင်ရအတွက်မိမိတို့မိတ်ဆွေများကိုအခု3ပြည့်တဲ့ဗီဒီယိုပိုင်းမျှဝေပေးလိုက်ကြပါ YouTube ကကြည့်ရဆိုလို့ကဲဒါတော့เนาะ ဒီမိုးကြီးမြန်မာပြည်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့သုံးသပ်တင်ပြပေးထားတဲ့ Mozilla blogger ဦးထိပ်တင်ပေးဖြစ်ပါတယ်เนาะအဲ့တော့ဒီခုနပြတဲ့ဒီနားလေးတွေပေါ့เนาะဒီရေခိုင်အောက်ပိုင်း AR တိုင်းနဲ့ဒီနားလေးတွေသတိထားဖို့လိုပါတယ်เนาะကဲဒီမှာ KNU ဘက်ကိုအလင်းဝင်လာတဲ့ဒီစစ်သားတယောက်ပြောထားတဲ့နားထောင်ကြည့်အောင်เนาะအဲ့တော့ဒီစက်တွေစကားဆက်တွေပြောတဲ့အခါမှာဘယ်လိုမျိုးအရေးကြီးလဲဆိုတော့သူသုံးသပ်ပေးထားတာပေါ့เนาะတို့ရေစင်ကောင်းတော့ရအောင်ယူပါမယ်ရေစင်ကမိန်းပေါ့သူပြောတာ ရင်ဇဘောပြောမယ်ဆိုရင်ဇဘောကအချက်စားကြတယ်အကုန်လုံးမြင်ရတယ်လေဒီရင်ဇဘောကကြည့်လိုက်ရင်ဘယ်ထိမြင်ရဆိုအဆူဆုံးမတာကုန်ဖြစ်လာတော့ရက်ွက်၆ပဲမြင်ရတယ်ရက်ွက်၃ပဲအကုန်လုံးပဲဟိုးစားထိမြင်ရတယ်ဆိုအများဆိုဟိုးကျွန်တော်နေတာမင်းလက်ပံထိလို့မြင်ရတယ်လမ်းမကြီးအဆက်လမ်းမကြီးပုံမြင်ရအခုလူတယောက်တွားလာအခုတွေ့ရအီကုန်လိုချင်နေတာရင်ဇဘောကဘယ်လိုဆိုတော့လူတွေကဘယ်နှယောက်စီမံမကြည့်အင်းကဘယ်နှယောက်ထားမှမသိဘူးအဲ့တော့ကျွန်တော်တို့ကစက်တမမျိုးဖန်ဖဖန်တိုင်းမှာတင်းရကြဘူးလားသူကထမင်းလက်လာပူရတာလေဒီရည်စင်ကုန်းနဲ့ဒီရက်တမှုတွေ့ဆိုရင်သူကထမင်းလက်လာပူရလူကြီးတွေ့တာအဲ့ဒီချက်မှာသူကပြောတာ တို့ကစကားဝဲတယ်မပါဘူးကျွန်တော်တို့တက်လို့ပဲတက်တူတူကြိုက်မှာတို့ညို့ပြောကြတော့တက်တူတူအတွက်အရောက်ယူဆုံးပြောဘယ်နဲ့ထုတ်လဲတဲ့အထုတ်ကြီးလေးထုတ်တဲ့လေးထုတ်ဆိုဘယ်နဲ့ထုတ်လဲအထုတ်ကြီးတော့တထုတ်ရခုနှစ်ထုတ်ထုတ်တာဆိုပြီးမှကျွန်တော်ကအင်အားပြပြပြန်တွက်လိုက်တာတိုင်မော်အင်အားတွက်လိုက်တွက်လိုက်ဆိုဒီဂျင်စကုံးနဲ့ဒီရက်တမှုနဲ့ကိုအများဆုံးဆင်းအင်အား30ပေါ့တိုင်မော်ခတ်မှလိုက်ဒါမဲ့တိုင်မော်ခတ်မှလည်းနေရာခုတိုင်မော်ထပ်ပြောညီလေးရဲ့အီးနေရာတက်ခတ်မှလို့မရဘူးဂျက်ကွက်သုံးလို့ပါလို့လဲစစ်စစ်ပေါ့နော်သူတို့အင်အားတွေကဖြတ်နေတာဆိုစစ်မှာအဓိကမင်းချက်ကတော့ခိုးစားကျွန်တော်ဘိုးရနိုင် ဘူးရင်နဲ့အဲမိမ့်မဲ့တယ်အီအိမ်အီအိမ်ဘက်မှာလည်းတော်တော်များစစ်စစ်မဲ့တယ်အဲထောက်အောင်ပေါ့အဲကျွန်တော်ဥသာကိန်းနောက်တုံးနေတဲ့ဘူရင်နဲ့အိမ်ထောက်လိုက်ထောက်အိမ်ထဲမှာဘလူးအောင်စီဘူးအဲလည်းလမ်းယူလိုက်ကြအီလမ်းယူလိုက်ရင်ကုန်းတညအရာတိုက်မယ်ဆိုတော့လမ်းယူလိုက်ကြမှာအင်းအားလည်းသူတို့ခတ်မှလိုက်လားအရာသုံးနေတော့မကြုံဘူးလမ်းလည်းချင်နေဤဒုံးနဲ့ကြည့်လိုက်ကြတော့ဤဥသာဘူရင်နဲ့အိမ်လမ်းအပူကောင်းတော့ပေါ့မိုင်းတစ်ချက်လေးပဲသတိထားမှာပေါ့အဲလည်းဘယ်ချင်းချင်းကတ်မလဲတဲ့သူတို့တိုက်မှုချင်းတိုက်မယ်တိုင်ပြီးတော့ကျွန်တော်အင်တာနက်မင်းတော့ဘယ်မှမသွားနဲ့ ဆက်ဂျီနံပါတ်အီအင်တာမီဒက်ဆက်ဂျီနံပါတ်ကိုယူတာယူတော့ဆက်တလုံးကိုဆက်တိတလုံးနဲ့အတိဖန်းတာပေါ့နော်အဲကျွန်တော်လှုပ်ဆောင်မှုတော့မတင်ရခွန်တိုင်းနဲ့ကျွန်တော်ဆက်လုပ်တာဆက်မီနော်လန်ဆက်လို့နားလိုက်ပဲသူကခရမ်းမယူပါလားခရမ်းနဲ့လည်းနဲ့ပဲကျန်တာအကုန်ထားခဲ့တာအဲ့တော့ပြောင်းလို့ဆက်တွေ့ရတော့တုံးညင်ချင်တယ်ဘယ်လိုတုံးညင်ချင်တော့လိုတဲ့နေရာမှာစကားပြောဆက်တွေ့ရင်းနဲ့ဒီစလိတ်တွေစကူးနေစားနဲ့ဟိုထမင်းတုပ်စားပြောသိနေလေလူကြီးသိလောက်တယ် ဘယ်ခက်မှန်းကျင်နဲ့တွက်လို့ရတယ်လေအဲ့မှာကျတော့တော့စကားတွေပြောတာအစမင်းကဘယ်မှာငါကဘယ်မှာဆိုတော့နေရာတိကျဖြစ်နေတယ်ဒီဆက်ဆက်တွေမပြောတာဇကွက်တုံးတော့ကျွန်တော်တက်နဲ့တူတူပဲတုံးတယ်ဒါပေမဲ့အချံပေးကျင်တော့ကျိုးဇကွက်လေးတွေတက်နဲ့မတူအောင်တုံးတော့ဘူးတော့ကောင်းတော့ပေါ့အဲ့မျိုးလေးပေါ့အဲ့ဆိုတော့အင်တာဖတ်နဲ့လဲတော်လေးခက်ခဲအောင်ဒါကင်လိုပဲသူတို့ပြောလိုက်ရင်လည်းကျွန်တော်ကတကီပီဆိုလည်းသူတို့ညုံတော့သူနားမလဲဘူးလေတိုင်မနားမလဲဘူးသူကင်လိုဘူတာဘောတကင်လိုပြောလိုက်ကျွန်တော်ကဒါတကီပီပြောဆိုကျွန်တော်ပြောသူတို့ညုံတယ်အဲ့မျိုးဗမာလိုပြောရကြတော့သူတက်နဲ့တက်ဇကွက်ပို့ပို့မျိုးတုံးတယ်ကြတော့ဟုတ်က ရာဒါတိုက်မှုလည်းပြီးတော့ကြတော့အဲ့ဒါ interdata ပေါက်တော့ကျော်တက်နေမှာကူတဲ့စကွက်တမျိုးလေးသုံးတာတော့ပူတော့ကောင်းတော့ဆက်သွေးရဲ့ဆက်နေမှာမလို့အဲ့ဒါမပြောတာပူကောင်းတော့မယ်ဘာဖြစ်ကျွန်တော်ချုပ်ဆိုတော့စကားပြောနေသုံးငချင်းလို့ပြောကြတယ်လို့ तू ကဆက်တန်းရောက်တန်းတော်တန်းဖွဲ့တယ်မှာဆက်ရောက်တန်းစီလို့ပဲကျော်တစ်ဖွဲ့တယ်မှာမစီနှလုံးသုံးလုံးစီတယ်ဆက်တရားခါကျဆက်ပေါက်လိုက်စီးရင်တနေရာထဲမှာနှစ်ယောက်အာငါဒီမှာငါခုမှာပေါက်တော့ကြတော့နေရာတည်းအတိအကျတိကုန်လေတကယ်လူဦးရေလည်းခတ်မှန်လို့ရတယ်ဘာဖြစ်သူတို့ရိတ်ကပို့ခဲ့ကြတယ်အကောင်းဆုံးတော့မလို့အဲ့ဒါစကားမပြောနိုင်ဘူးအဲ့ချင်ရဟုတ်တယ်တော်တော့အိမ်မှာဘယ်နေရာလဲဆိုကျွန်တော်မမမရရ ရက်ကွက်6ကိုကျွန်တော်တို့ကကိုဗစ်19လိုင်းဝင်တဲ့ချိန်မှာကျွန်တော်တို့ကနေ့လည်ပဲဝင်တာ12နိုင်လို့အဝင်တဲ့ချိန်မှာဆက်တမှာကြားလိုက်တာဒုကောက်နေတဲ့ကိုဗစ်19နားမှာပဲတဲ့ဒုကောက်နေအဆူရတဲ့အဆူနေလာဆိုအိမ်မှာကျွန်တော်တို့ကရောက်ကနေနေမှာအဲ့မှာကျွန်တော်တို့ကနေရာဖြတ်မှုတော့ပြန်တိုက်ခါကြအိမ်မှာတခွက်တာပါတော့ကျွန်တော်ကအဲ့မှာသူတို့ပြတ်ဆုပ်ပြီးတော့ကျွန်တော်ကိုဗစ်19ရက်ကွက်6တုံးကိုခဏလေးပဲကျွန်တော်ဝင်လိုက်တယ်ဘာဖြစ်လို့အင်တာပါတော့တာပေါ်ကောင်းမှာဆက်လာမှာထောက်လာဆိုကျွန်တော်တို့မှာအေးကိုဗစ်19ဝင်ပြီးတော့ခါလိုက်စင်းလေးမှာကျွန်တော်ပြတ်ဆုပ်လိုက်ပြတ်ဆုပ်ပြီးမေဝါခီလန်းဆုံးပြတ်ထိုင် အဲ့မျိုးကြတော့ကျွန်တော်ပဲပြင်ဆင်မှုရတာလေသူကကြာတော့လူဦးရေတာမသိရတယ်ဒီမှာသူတို့စီရဆိုကျွန်တော်အလင်းငိုက်လဲဝင်တက်ရသူကကျွန်တော်မတွေ့ရဘူးဆိုတော့လင်းကမတက်တာလွယ်တော့ဗောအဲ့မျိုးကြတော့လွယ်ကူတယ်လေကိုပြောလိုက်စကားတခွန်းကြောင်းနဲ့ဆက်တယ်မပြောလိုက်နဲ့ဘေးအဖွဲ့စီကြောက်ရတာနဲ့ကိုတမလုံးညုံတော့ဘူးလေမြန်ပြောစီမက်ကံပဲလို့မပြောသိဘူးဗောနော်စကားအစင်းပြောလူလူတဲ့စကားလေးပဲပြောရကောင်းစကားလေးနဲ့ဆက်တယ်မှာအဲ့ဒါအကောင်းကဲဒါတော့เนาะလောလောဆယ်တော့သူဖန်ကားနေရတယ်ဗောနော်ဒါမှလည်းဒီစေတနာနဲ့ပြောတာဖြစ်ပါဘောနော် စကားဝင်နေပတ်သက်ပြီးတော့သတိထားဖို့ပြပြပြဖြစ်ပါကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းဗီဒီယိုလေးကတော့ကျွန်တော်တို့ဒီဇော်ဘုံဟောင်ကပေါ့နော်ချမ်ပီယံစ်ကောင်စီကသူတို့ကိုဖမ်းပြီးတော့နောက်ထပ်ပေါ့နော် နောက်ထပ်တမှုထပ်တိုးပြီးတော့ဖမ်းနေစလို့ကြားရတယ်ပေါ့နော်အဲ့တော့ဘာမှုလဲဆိုတော့ချက်နှောင်းကြည့်လောက်စစ်ကောင်ဆောင်တွေစစ်ဗိုလ်ချုပ်တွေနဲ့တိုင်းမှုတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့တဲ့စစ်တပ်ထောက်ခံသူဇော်ဖိုးအင်းကိုစစ်ကောင်စီကအကြမ်းဖက်တိုက်ဖြတ်ရေးဥပဒေပုံမှန်3ခါခွေ15နဲ့ဇွန်လ10ရက်နေ့ကထတ်တိုးအမှုဖွင့်လိုက်ပါတယ် ဇွန်လ2ရက်နေ့ကပြည်လူနေအိမ်ကနေဖမ်းဆီးလာတဲ့ဇော်ဖုံးရင်းကိုနန်းတို့စစ်ကြောရေးမှစာရဖအဖွဲ့ကတပတ်တာစစ်ဆေးပြီးရဲ့နောက်မူလကနဂူးဖွင့်ထားတဲ့ပုံမှန်95ကာဂျီနဲ့ပုံမှန်66ကာဂျီအပြင်အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ပါထတ်တိုးအမှုဖွင့်ထားတယ်လို့လပခတိုင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်စစ်တပ်ထောက်ခံတဲ့ဆိုပြီးတော့စစ်တပ်ကပဲတောက်လျှောက်ဆဲနေတော့သူ့ကို NUG ကလွတ်တဲ့တရှိုးဆိုပြီးတပ်ထောက်ခံသူတွေကပဲဝိုင်းတိုင်တာလက်ရှိအခြေအနေထိတော့အမှုဖွင့်ထားတာပုံမှန်3ခုရှိပြီးတော့သူ့ကိုပို့ကုန် တရားမဝင်ကုန်သွယ်မှုတွေအတွက်ပါထတ်ဆစ်နေတယ်လို့ပြောပါတယ်။အကြံဖက်တိုက်ဖြစ်ရေးဥပဒေပုံမှန်3ခါဝင်15မှာအကြံဖက်အုပ်စုတစ်ခုခုမှာဖြစ်စီအကြံဖက်လုပ်ငန်းဆောင်ရွက်မှုဖြစ်စီစီယုံသိမ်းသွန်းတာတိုက်တွန်းတာဝါရဖြန့်တာတို့အတွက်အကျုံးဝင်တယ်လို့တရားတော်တော်ရှင်းနေသူကပြောပါတယ်။ဒီပုံမှန်ကအာဏာသိမ်းပြီး6လတန်းတိုးပြီးစစ်တပ်ကပြင်လိုက်တဲ့ဥပဒေအကြံဖက်တိုက်ဖြစ်ရေးဥပဒေပုံမှန်52ရဲ့ပုံမှန်ခွဲတွေပေါ့ NUG PDF နဲ့ EO တွေကိုထောက်ခံအားပေးရင်ဖွင့်တဲ့ပုံမှန်မျိုးပါ1900နှစ်ကနေ10နှစ်ထိကြာနိုင်တယ်လို့ အဲ့ဒီရှင်းနေကပြောပါတယ်။ဇော်ဘုံဝင်းဟာလက်ရှိရင်ဆိုင်နေရတဲ့ပုံမှားတွေအပြင်ရန်ကုန်တိုင်းတောင်ကုန်းမြို့နယ်ရေစခန်းမှာလည်းမေလ၈ရက်နေ့ကလူရန်စားဘွားတူးတဲ့မြန်မာ့ပါတီကထွေထွေတွင်းရင်မှုဒေါ်မမိုးခိုင်ကစစ်ကောင်းဆောင်တွေကိုဆဲဆူလို့ဖွင့်လှစ်ထားတဲ့ပုံမှား66ကာကြီးကိုလည်းတရားရင်ဆိုင်ရမှာဖြစ်ပါတယ်။တတော်ကန်သူဇော်ဘုံကိုဖမ်းဆီးဖို့စစ်လော်ဘီတွေဖြစ်တဲ့ဟန်ငင်းဦးအောင်မင်းဘာညွန့်ကျော်စွာကိုသက်စတဲ့သူတွေကသတင်းပေးခဲ့ကြသလိုကျော်စိုးပောက်ကူတော်ဒဇင်ဦးနဲ့ မပူတူတို့ကလည်းအမှုနဲ့ပတ်သက်ပြီးအကူအညီမပေးတဲ့အတွက်တတ်ထောက်ခံသူတွေနဲ့ပြည်သူ့စစ်အဖွဲ့တွေကြားမှာဝေဖန်မှုတွေရှိနေပါတယ်။တနေ့မှရှိတဲ့ပြည်သူ့စစ်တယောက်မှမကွင်းနေတော့ပြည်သူ့စစ်တွေအကုန်ဖျက်သိမ်းနေတယ်လို့ပြောလိုက်ကဲဒါကတော့စော်ဖို့ဟောနောက်ထပ်တမှုထပ်တိုးပြီးတော့အစွဲခံရပါတော့ထောက်ခွနနစ်ခွနနစ်လောက်နေဆုံးကြနိုင်တဲ့အခြေအနေဖြစ်ပါတယ်အဲ့တော့ဒီဘောမတက်ရတော့တွားပြီပေါ့နော်အဲ့တော့ကျန်တဲ့ဘောမတွေကခုချိန်မှာဆိုလုံးဝအတမထွက်တဲ့အနေထားဖြစ်ပါတယ်နော် ကဲနောက်ထပ်ကျွန်တော်ကြည့်ရမယ့်သတင်းကတော့ကိုစီတစားထားတဲ့သတင်းပေါ့နော်အချက်မစစ်ကောင်စီထဲမှာဒီအရာရှိတွေကပေါ့နော်အောက်လက်ငယ်သားတွေကိုမွေးစီကျွေးပြီးမှစစ်တိုက်ခိုင်းနေဆိုတဲ့သတင်းပေါ့နော်အဲသူတို့ကိုယ်တိုင်တပ်သိခံတာနားတော့ကြည့်လောက်နော်ဒါတော့ဒီမှာအဲအလင်းဝင်တဲ့လူတွေကဒီထောင်ပေါ့နော်ဒီတို့တော်လိုင်းဘက်ကချုပ်ထောင်ကိုရောက်နေတာအဲ့ဒီချုပ်ထောင်မှာရှိတဲ့ဒီမှာရဲဘော်တယောက်နဲ့ကျွန်တော်မေးကြည့်မယ်သူကတော့လက်ရှိစစ်မှုထမ်းကနေအလင်းဝင်ပြီးတော့ကျွန်တော်တို့ဒီတော်လိုင်းဘက်အချမ်းမှာလာပြီးတော့နေနေတာအဲ့တော့ သူဘလို့ကြုံတွေ့ခဲ့ရလဲစစ်ကောင်စီကအထက်မှာတကယ်ပဲသူတို့ဗဇက်ပြောနဲ့လက်တွေ့ညီးရလားဘာတွေကိုဖိနှိပ်ထားတယ်လူညွန့်တော့ဘာတွေလှုပ်ထားတယ်ဆိုတာကိုဒီကစစ်ကောင်စီတက်တာတရားနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဒီအရင်နာမည်လေးမိတ်ဆက်ပေးပါဦးကျွန်တော်ကလာမို့ပါခါလာအမောဘယ်နှစ်နှစ်လောက်ရှိပြီအဲဒီတဲ့ဝင်ကျွန်တော်တနေရောဗီဒီယိုကဆယ်လားရေဟောအဲ့ဆိုဒီစစ်မှုထမ်းဥပဒေကဝင်တာပေါ့ဟုတ်ကဲ့စစ်မှုထမ်းဥပဒေအပတ်စဉ်ဘယ်လောက်လဲပတ်စဉ်ငါးပတ်စဉ်ငါးပတ်စဉ်ငါးတင်တဲ့ဘယ်နှစ်လတ်တက်ကလဲအဲ့တော့ကျိုးတော့အဲ့တော့မှတက်တယ်ဘလော့ပလာမှာဘလော့ပလာသုံးလတ်တက်ကလဲ သုံးနာတက်ပြီးတဲ့ဆိုတင်းနှင်းဆင်းရတာပေါ့ဟုတ်လားတင်းနှင်းဆင်းပြီးတော့ရှေ့တန်းသွားရတာရှေ့တန်းသွားရသူတို့ပြောတော့ရှေ့တန်းကိုမလုပ်ဘူးဆိုသူတို့ကသူတို့ပြောဟောင်းမှာပြောတာရှေ့တန်းမလာတာဂရုမှာချေရရအောင်စာရောမအဲ့တော့ပြောရင်ပြင်းကျော်ရှေ့တန်းပို့တာတင်းနိုင်ပွဲပြေးရင်နော်သုံးနာပြီးတဲ့ရှေ့တန်းဓာတ်လိုက်ပို့တယ်ဟုတ်ဗျာသူတို့လက်ရှိစစ်မှုထမ်းဥပဒေကြီးညာထားတာအဲတင်းနှင်းဆင်းပြီးတာရှေ့တန်းကိုမပို့အောင်လို့ပြောတယ်မဟုတ်ဘူးအဲ့ဒါအကုန်ရှေ့တန်းပို့တာပေါ့အဲ့ဒါရှေ့တန်းပို့တယ်ဟုတ်လားအဲတင်းနှင်းမှာရော အဲတင်းနှက်တက်ကားတဲ့အဲမှာခုနကဆိုညီတို့အခုဒီစစ်ကောင်စီတဲ့ကိုဝင်တာကိုစိတ်နဲ့ကိုဝင်တာလားသူတို့ကအဲမဖြစ်မနေပေါ်တာဆွဲယူဝင်တာလားဒါမှမဟုတ်စစ်မှုထမ်းဥပဒေကြောင့်ဝင်တာသူသူပေါ်တာဆွဲရဝင်လားပေါ်တာဆွဲယူဝင်လားအယူမန်နေနဲ့ပေါ်တာလှမ်းဆွဲလို့အဲဝင်လာတာအဲသုံးနာပလော့ပလော့မှာတင်းနှက်တက်ပြီးတော့ရှင်းနှောင်းထားလိုက်ပို့တယ်စစ်တပ်တက်လိုက်ညီတို့လိုမျိုးဒီစစ်မှုထမ်းတင်းနှက်အပတ်စဉ်အဲ့ငားမှာဘယ်ဘယ်ရောက်ရှင်းနှောင်းသွားတာစစ်တပ်အခုကျွန်တော်ပေါ်တာကတယောက်ကျော်စစ်တပ်မှာ အကုန်ရှေ့တန်းမှာယူရယ်ရှေ့တန်းမှာအဲ့ဆိုရင်တို့ဒီစစ်ကောင်စီကပထမပြောထားတာစစ်မှုထမ်းတွေကိုရှေ့တန်းမလွတ်ဘူးဆိုတဲ့ဇာတ်ကမဟုတ်ဘူးပေါ့မဟုတ်ဘူးဆိုတာအဲ့ဆိုရှေ့တန်းကလောရတူလေရှေ့တန်းမှာတော့ကျွန်တော်ဘာမှပြောရတာရှေ့တန်းမလောရမေဘောဆိုမနေရမှာဒေတာတည်းကိုရောကိုပြလဲရောဆိုပြောတာဟုတ်တယ်ဩအစတော့တနန်းတပင်ကိုရောကိုပြန်လို့ရပြီပြောတာပြောတာနောက်ပြန်လို့ရလားမရောဘူးကြာပြီးရကျော်စေတန်းနဲ့မြည်ရစေတန်းနဲ့မြည်ပို့တာပဲနော်ချက်ကစလေးနာဒီကိုရောက်ခါစားကဒီကတောင်ဝင်ရှိတဲ့ပုံကိုယ်တွေပြောတာ နည်းနည်းကြောင်တောင်တောင်ဖြစ်နေတယ်လို့ကြားတယ်အဲ့ဒါဘာဖြစ်လို့လဲအဲ့ဒါသူကဘုံမူရေးဆေးပေးတယ်ဆေးပေးတယ်ဘာဆေးတယ်မြင်းဆေးဆိုတာဟာမြင်းစေးပေးတယ်ဘုံမူကိုတန်းပေးတာဘုံမူကဖြစ်ကောင်စီဘုံမူကိုတန်းပေးတာဘုံမူတန်းမမပေးနှစ်တယောက်တည်းကိုပေးရလားအခြားတပ်သားတွေအကုန်လုံးပေးရအောင်ဆိုပေးရကျွန်တော်ဘာမကလောသမားရေလောဘချက်သမားရေစာကုန်ပေးရလောဘချက်မစာကုန်ပေးတယောက်ကိုဘယ်နှလုံးပေးရလဲအဲ့ဒါသူကခါကတော့မြို့ညာကခြားတော့ပေးခါပေးရသူကပုံမှန်အမြတ်အဲ့တော့ဟောပါအမြတ်အမြတ်လိုက်ပေးရအဲ့ ဟုတ်ချောက်ပေးခေါ်ရပေးရဆက်လုပ်ပေးခေါ်ရပေးရနေ့တိုင်းပေးရနေ့တိုင်းပေးရမတောက်လို့မရဘူးလားမရဘူးလားတောက်မရဘူးမတောက်လို့မရဘူးလူတိုင်းပေးရှူခိုင်းတာဒါနေ့သေးရှို့ပြီးရှူတာပေါ့ရှူရရှူရအော်အဲ့ဒါဒါလက်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းအဲ့လိုတောက်ကြတာပေါ့ရှင်းတန်းရောက်နေကောင်းလေစစ်သားရရလို့ပေးရကျွန်တော်မေ့ရအဲ့ဒါဆိုညောကမျက်စိကြည့်ရရသူတွေလော်ရချဲခေါ်ကဘယ်ဘယ်ရောရအဲ့ငါဟဲ့လို့သူကပြောတာပြောပြီးလဲပဲပြောအော်ရန်သူတွေလာလို့ရှိရင်ဒီကတောက်ထိုင်းအိမ်မငတ်ဘူးပြစ်လို့ကောင်းတယ်ဆိုပြီးတော့ပေးတောက်ခိုင်းတာ ကဲအဲ့တော့အထက်မှာဒီတင်နန်းအစပြီးတော့ကြုံတွေ့ရတဲ့အဲသူတို့ရဲ့ဆက်ဆံမှုကိုတစ်ချက်ပြောပါနင်တို့ပေါ့ကောင်းကောင်းမွန်နွေးထွေးဆက်ဆံလာဒါမှမဟုတ်လို့ရှိရင်ဖိနှိပ်ပြီးတော့ဆက်ဆံတာဘယ်လိုနေရလဲဘယ်လိုစားရလဲအဲ့ဒါလေးကပြည်သူတိအောင်တစ်ချက်ပြောပြဖိနှိပ်ရောဆက်ဆံသမိုင်းရကမင်းရောမကြွေးတက်စားကပုံမှန်ဟမ်ပုံစားကြွေးတက်စားမကြွေးဟာတက်စားပဲထပ်စားပြင်မရဘူးလားမရဘူးဖဲရမရဘူးဖဲမရဘူးကြွေးအဲ့ကတတော့သမဲတစားတစားမှတော့သူစားပြီးဟောတဝဲအားကိုကျွေးစားပြီးတော့ခေါ်ဇောရရအဲ့မျိုး အဲထမဲ့ထပေးတမောင်းဟင်းတရုံးမရထဲထဲတော့အောင်ထားကြတူးတူးအဲတရုံးမပြည့်ဒီစမှုထမ်းနေပေါ့သူတို့သူတို့စစ်သားတွေရောသူတို့စစ်သားတွေကြာတော့ကြီးစောအာတော့ကြီးရကဟက်ကချေပြောတို့ရဲ့ကြပါရောဟက်ချေပြီအခွဲချထားတာပါအဲဆိုစစ်မှုထမ်းနဲ့စစ်သားနဲ့ကိုခွဲချထားတာပေါ့တာတေးရဲ့ဒါကျိုးဒါကဘာစော်ရဲ့မတူဘူးအော်တန်တေးဆိုတာကတော့ဒါအရင်က စစ်ကောင်စီတပ်မှရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပေါ့အစတည်းကရှိတဲ့ကောင်တွေပြောတာတန်တေဆိုတာအဲပါစဆိုတာကဒီကပြည်သူစစ်တွေပြောတာဒီလက်ရှိစစ်မှုထမ်းဥပဒေကနေကျွန်တော်တို့အတင်းအဓမ္မဖမ်းခေါ်ပြီးတော့စစ်မှုထမ်းခိုင်းတဲ့သူတွေကိုပါစလို့ခေါ်တာအခုတို့ကပါစဖြစ်တဲ့အတွက်ဒီစစ်တပ်ထဲမှာကြုံတွေ့ရတာအဲ့ဒါနဲ့ပြောပါအောင်အဓိကစိတ်ဝင်စားတဲ့အပိုင်းကတို့စစ်ကောင်စီတပ်ထဲမှာပြောထားတာကတော်လိုင်းဘက်အချမ်းကိုရောက်ရင်နင်တို့လက်လီးတပ်မှားတို့ အာဘလို့လုံမှာလို့စတဲ့ဖြင့်မျိုးစုံတွေပြောထားကြတယ်အဲ့ဒီစကားတွေကိုနိုးတက်ထဲမှာပြောတာတို့ကပိုကြီးရပြောရအဲ့ဒါမေကရတောင်ရထွက်ပြီးဟောရဟာမေကရတလားကိုထွက်ပြီးတော့တိုင်မဲကောက်ကောင်းကြီးလိုက်ဖို့မတေးရတိုင်မဲအခုကျွန်တော်သူပြောမရကျွန်းကကြီးသူပြည့်ခွေရပြည့်ခွေကျွန်တော်ကျွန်တော်ပြောဟောက်ကရတာဟာရှိရပြီးငါကြဆက်တော့ရကျွန်းကကြီးဘောဖေကကျွန်တော်ဝဲတာဝဲလာဝဲသူဟောက်မပြောအတူရငါဘောမဆက်ရဟောက်မပြောကသူပြောတာတာမတ်ဖြံမဲခုတို့ရကျွန်တော်အေးစေးတော့လောလောလာတော့ရကျွန်းအခုဒီမှာနေဘယ်လောက်ရှိပါရဲ့ ်တော့တော်တော်ကြော်ရောစကြော်ဝါယူအော်သူတို့ပြောတာကတော်လိုင်းဖက်ရောက်ဝိုင်းခစ်တမီဒီယာလို့စတဲ့ဖြင့်မီဒီယာတွေပေါ်တင်ပြပြီးရင်သူတို့တပ်လိုက်မယ်ပြောတာအခုဆိုရင်ဒါသူတို့ရောက်တာကြာပြီဒီနေ့ချိန်ထိအဲနေရစားတာအားလုံးမြင်တယ်ဓမ္မနေရစားတာရောနာနဲ့စစ်တပ်ထဲမှာနေရစားတာဘက်กว่าတယ်ဒီစစ်ကောင်ဓမ္မပူกว่าဓမ္မလောလာတော့ရတရားခွဲအောင်မကောဟုတ်တော့သူရောဟောက်မဘာမတော့ခိုင်းရစခါမောင်းဒီဒီတော့ချူအောင်မကြော်အောင်ရကြော်အောင်ဒီမှာဒီထောင်မှာဒီကတာဝန်ရှိတဲ့လူတွေထမင်းဝအောင်ကြွေးတာကြွေးရတာ ဝမ်းကျွေးတယ်စစ်တမ်းမလို့မရဘူးလားမရဘူးအဲ့တော့စောပါပြကျွန်တော်ဟာတနေ့တော့ကြက်ရအောင်ဆိုရမယ်အဲ့ရထားပြဆောပြအဲ့အဲ့လို့ဆီရလို့ဟောက်မရကြပါမကျွေးဘူးမိုက်မြအောင်ပါရရင်တမောကໃຈမျိုးဆောကတားခေါ်အရာကအစောဘုံမွေးခေါ်ခေါ်အဲ့ကျွန်တော်ကလောပါချဲ့ကျွန်တော်တို့ဘာမှမရဘူးအဲ့လိုပဲယူလက်ကဒီပါဒီကနင်တို့ပြုတ်ပါပေးရလက်ကရမပြီးပါဘူး လက်ခိုက်ရတာသူကခိုက်ကကြောင်းရဖျားရတယ်တို့ကြောင်းဖျားရလို့ကျွန်တော်စစ်မှုထမ်းဥတွေမှာပထမပြောထားတာလက်ကနှစ်သိန်းကျော်ရမယ်အပြည့်ဝရမယ်ပြောထားတယ်အဲ့ဒါဟာတော့ဟုတ်လားမရဘူးလားမဟုတ်ဘူးအဲ့ဒါမရဘူးအဲ့ဒါတဝဲပဲရတယ်အတော်ပဲရတယ်တော့ပြောပြီတော့တဲရောက်ကိုပြောရခါခါနတ်တဲပဲပေးရတတဲရသူကိုဖျားတယ်ပြောရင်အဲ့လိုလိုရိတ်ခါရိတ်ခါတွေဘာတွေပြည့်ဝထုတ်ပေးတာရိတ်ခါရပြည့်ဝမထုတ်ပေးဘူးရိတ်ခါရနတ်တဲပေးရအော်တကက်ကျွန်လို့နေရတာအဲ့တတ်ထဲမှာကျွန်နေရပြည့်ဖိနှိပ်မှုရမြန် လောလာပိုက်ခွင့်မရှိဘူးအဲ့တော့အခုမေးချင်တာကဟိုစကားရရှိသွားပြီဆိုတော့လေအဓိကကြံမြင့်ခဲ့တဲ့နောက်ထပ်လက်ရှိစစ်ကောင်စီတပ်ထက်မှကြံမြင့်ခဲ့တဲ့ဒီပါစာပဲဖြစ်ဖြစ်ဒီပြည်သူစစ်ပဲဖြစ်ဖြစ်အစအရေကဝင်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပဲဖြစ်ဖြစ်သူတို့ဒီစစ်ကောင်စီရဲ့ခိုင်းနှမြအောင်လုပ်နေတဲ့ကြံမြင့်ခဲ့တဲ့လူတွေကိုညှိနေတယ်ဗာပြောချင်တယ်အဲ့ဒါတစ်ချက်ပြောပြီးကျွန်တော်ကအဲ့ဒီမှာမကားရဆယ်အောင်နာဆယ်အောင်မနေကြတော့မကားရဟုတ်ကဲ့ကျွန်တော်လာကြည့်ပါဘယ်လိုပြောသူအမမာရတူရ ဇာဝကသူရောဟောက်မနေရောက်တော့ခင်ဗျာသူကပြီးတော့အောက်တော့မခင်ဗျာဟောက်မနေရောသူဆရာသူကိုယ်ရဲ့မရှိရအဲ့တော့အားလုံးကြားတာအတိုင်းပဲเนาะဒါဒါမှာနောက်ထပ်ရှိသေးပါသေးတယ်ကျွန်တော်တို့တချို့တွေကြောင့်လုံခြုံရေးကကျွန်တော်တို့မပြတာတွေရှိတယ်ကြံမင်းခဲ့တဲ့မိသားစုတွေရဲ့လုံခြုံရေးကြောင့်မပြတာရှိတယ်သူ့လိုမျိုးစစ်တပ်ထက်ကပြီးပြေးလာပြီးတော့ဒီမှာအလင်းဝင်တဲ့လူတွေအများကြီးရှိတယ်အဲ့ဒီလူတွေအားလုံးကိုအခုသူပြောတဲ့အတိုင်းပဲဘလို့ကျွေးမွေးထားရဲဆိုတာဒီကလူတွေထမင်းတက်လို့ဆိုင်သူတို့လည်းထမင်းတက်လို့ကျွေးထားတာပဲနှိမ်နေခွဲခြားရဲဆိုတာဘာမှမရှိဘူးမိသားစုပုံစံမျိုးထားပေးတာတော်လိုင်းပဲအချမ်းလူတွေက တော့စစ်ကောင်စီဘက်အချမ်းကညီကိုမောင်တို့မတွေအနေနဲ့ဒီစစ်သားတွေရှိတဲ့ရဲတွေရှိတဲ့မိသားစုတွေအနေနဲ့ယုံကြည်စွာဆက်သွယ်လို့ရတယ်ဒီမကောင်းတဲ့အောက်မှာနေပြီးတော့ဘဝတွေအတုံးခံလူတန်ဖို့မဲ့ခံပြီးတော့ဆက်နေမဲ့အစားသူတို့လိုမျိုးဒီဘဝကနေယုံထွက်လိုက်ကြမယ်ဆိုရင်တန်မိုးရှိတဲ့လူတွေဖြစ်သွားနိုင်မယ်နော်အခုလိုဖြည့်ကြပေးတဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါနော်ကဲကြားတိုင်းပါနော်ဒါတော့ကိုစီကဒီဒေါ်လိုင်းနေထဲမှာသွားပြီးမှဒီအလင်းဝင်လာတဲ့သူတွေကိုကိုယ်တိုင်စကားပြောတာဖြစ်ပါတယ်နော်အဲ့တော့ပါစာတွေတော်တော်များများကဒီ brain wash လုပ်ခံရပြီးတော့ wire band တွေထည့်ထားဖြစ်တဲ့အတွက်ပေါ့နော်တော်တော်လေးကိုအာ debug ပြောင်းဖို့တော့ကြောက်တဲ့အနေထားမှာရှိပါတယ်နော်ဒါပေမဲ့လည်းပြောင်းလာတဲ့သူများများသောအားဖြင့်ကတော့ပေါ့နော်အသက်ချမ်းသာရရဆိုတွေ့ရပါတယ်နော်အဲ့တော့ဒီစက်ကောင်စီတက်ထက်မှာရှိတဲ့ password တွေအားလုံးလည်းပေါ့နော်ဒီ video တွေ့ရဆိုရင်တော့အမြန်ဆုံးကူပြောင်းဖို့ဒီ title နဲ့ကျွန်တော် video လေးဆုံးသက်လိုက်ပါတယ်နော် okay အဆအဆုံးရှိပြီကြားတယ်မြတ်ပြည်သူရောက်စီတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အကြံဖတ်မဲအောင်လာရင်စစ်ပြီးငလင်ပြီးဘေးအနေနဲ့ပေါင်းစုံပါကင်းလို့ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ